အလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အကျိုးကြီးအကျိုးကြီးကြတဲ့ပြန်လည်မရဘဲမှာဖြစ်ပါတယ်ဗျာခမတောင်းတာတဲ့မိသားတဲ့မိဆွေတဲ့အများကြီးပဲเนาะဇာကြီးအကျိုးတွေများနေလို့ဗျာအကျိုးတွေကအဲ့တော့အဆင်မပြေလို့အကျိုးတွေပြိနေလို့အကျိုးတွေပက်လက်ဝိုင်းလို့စပြီးအကျိုးများနေတဲ့မိဆွေများအခုကျွန်တော်ပြောမယ့်ရည်ရလေးကိုလှုပ်လို့ရပါတယ်နှစ်ပတ်အတွင်းမှာအကျိုးကြီးကြတဲ့ခြေချောင်းတွေပေါ်လာပြီးတော့ကျွန်တော်တို့အကျိုးတွေအမြန်ကြီးစီမှာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့အကျိုးကြီးကြတဲ့ကျွန်တော်စီမှာအများကြီးရှိပါတယ်အဲ့တော့အများကြီးရှိမှာကျွန်တော်တနေ့ကိုတစ်မျိုးပေါ့เนาะအဲ့တော့တနေ့တစ်မျိုးနဲ့ကျွန်တော်မရောက်ပြင်မယ် ပရမောက်ဆုံးနဲ့အလွယ်ကူဆုံးနဲ့ထိရောက်ဆုံးနဲ့ရတဲ့တခုပါတော့ဒီပေါ့နော်ဒီကျွန်တော်ရင်တစ်ခါပါလဲမြောက်ပေးခဲ့တဲ့ကျုပ်စိန်ဆန်ဆန်ရတဲ့လေးပဲဖြစ်ပါတယ်ခဲအကျွေးများနေတဲ့မိတ်ဆွေများအကျွေးပေးရင်ခက်ခဲနေတဲ့မိတ်ဆွေများလှုပ်လို့ရပါတယ်ဗျဘယ်နေ့မှလှုပ်မလဲမိတ်ဆွေများရဲ့မိုးနေ့နဲ့မှလှုပ်ပါမယ်မိတ်ဆွေများတနင်္ဂနွေသားသီးမဆိုတနင်္ဂနွေနေ့မှလှုပ်မယ်တနင်္လာသားသီးဆိုတော့တနင်္လာလုံးမှလုံးမယ်အင်္ဂါသားသီးဆိုရင်အင်္ဂါနေ့မှလုံးမှဖြစ်ပါတယ်ဗျအဲ့တော့မနေ့ပိုင်းလေးလုံးမယ်ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်တို့ကမနေ့ပိုင်းဘာလေးလုပ်ရမှာလဲဆိုတော့ကျွန်တော်တို့တွေ အဲကျွန်တော်ဒီမှာကြွေးပြင်းများတစ်ချက်လုပ်မယ်ကြွေးပြင်းတစ်ချက်မှာကျွန်တော်တို့ကအခုဖြစ်ချင်တာအကျွေးကြည်ချင်တာတို့အကျွေးကြည်ပါသေးဆိုပြီးရေးမယ်နော် Okay ဒါဆိုကျွန်တော်အကျွေးကြည်ပါသေးဆိုပြီးကျွန်တော်ဒီမှာဒီမှာရေးလိုက်တယ်မဲစီမဲနဲ့အကျွေးကြည်ပါသေးဆိုပြီးရေးလိုက်ပါရေးပြီးတော့ပတ်စံတရွက်ထည့်မယ် ပတ်စံကဘယ်နိုင်ငံပတ်စံနေနေဘလောက်တန်နေနေရတဲ့ကိစ္စမရှိဘူးထည့်လိုက်ပါအဲထည့်ပြီးဆိုလို့ရှိရင်တော့မိတ်ဆွေများရဲ့အိမ်မှာပေါ့နော်အိမ်မှာကိုကအိမ်မှာဆန်ဘယ်နှလုံးချက်လဲဟိုကတချို့အိမ်တွေကလူနေတယ်တလုံးမချက်တယ်ချို့လဲနှလုံးချက်တယ်ချို့ကသုံးလုံးချက်တယ်ချို့ကလဲလူများတယ်ဗျ6လုံးလောက်ချက်တယ်ဆိုတဲ့လူတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီ6လုံးချက်ရင်တော့6လုံးပုံနော်ဒါ6လုံးချက်ရင်တော့ဒီပကံကိုကြည့်တာလေးသုံးပြရမှာပေါ့နော်အဲ့တော့3လုံး4လုံးစသဖြင့်ချက်တဲ့မိတ်ဆွေများလည်းကိုယ်အရင်ချက်တဲ့လောက်ချက်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာအပေါ်နေကျွန်တော်တက်ထည့်တော့မယ်နော် โอเคအဲဆိုလို့ရှိရင်ကျွန်တော်အပေါ်လေးမှာဆန်လေးထက်ထည့်လိုက်ပြီเนาะဒီမှာဆန်ထည့်လိုက်ပြီโอเคဆန်ထည့်ပြီဆိုလို့ရှိရင်เนาะကျွန်တော်ကျုပ်အစိမ်း၃လုံးထည့်မယ်ဒီကျုပ်တွေကရေလေးတော့တေချာစေးပေါ့เนาะကျုပ်အစိမ်းတွေကိုရေလေးတေချာစေးဒါကျုပ်အစိမ်းနေเนาะကျုပ်အစိမ်းနေပါကျုပ်အစိမ်းနေဒီကိုโอเคအဲ့ဒီပုံမှာကျွန်တော်ဖြောင်းနိုင်အစိမ်းလေး၃နိုင်ထုံးမယ်ဖြောင်းနိုင်အစိမ်းလေး၃နိုင်ထုံးမယ်โอเคอืม ပြောင်းနေအစင်းလေးသုံးနိုင်ထုံးလိုက်မယ်နော်โอเคအဲ့ဆိုရင်ခုလိုပုံစံလေးရသွားမှာပေါ့နော်အဲဒါဆိုဒီလိုပုံစံလေးရသွားမယ်ဒီလိုပုံစံလေးရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က အဲဒီအလေးကိုရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တောက်ပြီးတော့အေးလေး၃ခွက်ကျွန်တော်တို့ရေခဲရှင်ရေခဲကပ်ပြီနော်တောက်ပြီးတော့အေးလေး၃ခွက်ကပ်မယ်ရေခဲရှင်ရေခဲကပ်ပြီပါတောက်ပြီးအေးလေး၃ခွက်ကပ်မယ်အမိုးတန်၃နိုင်ကပ်မယ်အမိုးတန်၃နိုင်တောက်တော့အေးလေးဒါလေးကိုဖျားကိုကပ်မယ်နော်ဟော sorry โอเคဒါလေးကိုဖျားကိုကပ်မယ်ဖျားကိုကပ်ပြီဆိုတော့လည်းတောက် ကျွန်တော်ခင်ငါဝါလူသေးစုမှာပြုနေမှုတော့ဖျားရှင်အားလုံးခုံလုံးယမန်းပြီးတော့ကျွန်တော်တွေဒီပေါ့နော်ဝှထုငွေစွန့်စံစိစွန့်စံနေပုံမှာအလင်းနိုင်ပုံနော်အလင်းနိုင်ခင်ငါဝါလူခင်ငါဝါလူသေးစုမှာပြုနေမှုတော့ဖျားရှင်အားလုံးခုံလုံးယမန်းပြီးတော့ဆက်ကလူနှမ်းမှာလည်းရှင်ဘုရားဆိုပြီးဖျားကုန်းတော်ကိုပေါ့ကိုကိုောက်ဆိုပြမှာဖြစ်ပါတယ်ဣတိပိသောဘဂဝါအရဟံတမံတမ္ပုဒ္ဓောဝိဇ္ဇာသရဏတမံသောဒုက္ကတောလောကဝိတု အနုတ္တရပုရိသဓမ္မတာရတိတတ္တတေဝမနုဿနံဘုဒ္ဓဘဂဝါဆိုပြီးတော့ဘုရားကုန်းတော်ကိုပါတော့အလုံးရပိတာလို့ထင်ပါတယ်ဗျာနော်။အဲ့ဘုရားကုန်းတော်ကိုပါတော့အလုံးရပိတာလို့ထင်တယ်။အဲ့ဒါကိုဘုံတော်ကိုပါကိုယူယူပြီးတော့ပြီးပါပြီ။ပြီးရင်တော့ကျွန်တော်တို့ဒီတော့ပေါင်းရတဲ့ပေါင်းနာကုသိုလ်လူတိုင်းဒါနကုသိုလ်ကံစင်နာများကြောင့်ပြည့်စုံရှိတဲ့အကျင့်များအမြင်ဆုံးကြည်ပြစေ။ငွေကြေးခက်ခဲများအမြင်ဆုံးပြည့်လည်ပြစေဆိုပြီးတော့ဒါလေးကိုကတ်လိုက်ရုံပဲ။ဒီဟာလေးကိုကတ်မယ်။ မနက်ပိုင်း9:00နာရီနဲ့စကတ်မယ်နော်မနက်ပိုင်း9:00နာရီနဲ့စကတ်မယ်ဒီဖြောင်းနယ်လေးတတိုင်းငင်းသွားရင်တော့ပြီးတော့ပါပြီအဲပြီးတော့ပြီဆိုတော့ကျွန်တော်တို့ကဒီဒီကမနက်ပိုင်းနဲ့စကတ်တာလဲညရောက်လို့ရှိရင်ကျွန်တော်တို့ဒီဖြောင်းနယ်လေး3နဲ့ထပ်ထုံပေးရမှာဖြစ်ပါတယ်ဖြောင်းနယ်အစိမ်းလေးပဲ3နဲ့ထပ်ထုံရမယ်နော်ညရောက်လို့ရှိရင်တော့ဖြောင်းနယ်အစိမ်းလေး3နဲ့ထပ်ထုံမယ်ဖျားကုန်းတော့၉ဘောက်ကို၉ကောက်ထပ်ယူမယ်ထပ်ယူပြီးတော့တစ်ခါထပ်ပြီးဆူတောင်းမယ်ပေါင်းများတဲ့ပေါင်းတော့ကုသိုလ်လူတဲ့ဒါနကုသိုလ်ကံစင်များစင်များကြောင့် ကျွန်တော်တို့တွေပေါ့နော်ကြိုရအောင်မြန်ကြေပြစီငွေကြေးခင်မြန်ပြည်လေပြစီဆိုပြီးဆူတောင်းมาဗျအဲ့တော့ကျွန်တော်ရညညညရောက်လို့ရှိရင်လည်းရေခဲအေးလေး၃ခွက်လေးနဲ့အမွေးတန်၃တန်လေးနဲ့ထည့်ပြီးပေါ့နော်အဲ့တော့အဲ့ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ညပြီးတော့ပြီညပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီတိုင်းထားပါဟိုကျွန်တော်တို့ဒီချွတ်အိမ်တွေကကျွတ်တွေပါရေကြောင်တွေပါရေကြောက်လို့ရှိရင်တော့အုပ်ထားလို့ရတယ်နော်ကျွတ်တွေကြောင်တွေရန်နဲ့ကြောင်အုပ်ထားလို့ရတယ်โอเคဒါဆိုလို့ရှိရင်မနဲ့ရောက်ပြီအဲကျွန်တော်တို့ဒါကကျွန်တော်တို့ နောက်ရက်မနေ့ရောက်ပြီပေါ့เนาะကျွန်တော်နောက်ရက်မနေ့ရောက်ပြီဆိုလို့ရှိရင်တော့တရားတွေအားလုံးကိုအာကျွန်တော်တွေတရားတွေအားလုံးကိုဖယ်ဖယ်ပလိုက်မယ်ဒါတွေအားလုံးကိုကျွန်တော်ဒီကျွန်တော်တွေဒီငင်းသွားပြီပေါ့เนาะငင်းသွားပြီဆိုလို့ရှိရင်နောက်ရက်မနေ့ဆော့ဆော့လေးနောက်ရက်မနေ့ဆော့ဆော့လေးမှလည်းထပ်ပြီးတော့ဒီဖြောင်းနိုင်၃တိုင်းမွေးတိုင်း၃တိုင်းတောက်ပြီးတော့ရေခဲအေးလေး၃ခွက်ထပ်ပြီးတော့ကတ်လို့ပူဇော်ပြီးတော့ဒါဘုံတော်ကိုပေါ့တခါထပ်ရွတ်မယ်အဲဆိုတော့၃ချိန် သုံးကြိမ်ဖြစ်သုံးကြိမ်ဖြစ်သွားတာပုံနော်ကျွန်တော်တွေစစလုတ်တဲ့မနေ့တတရက်မနေ့တရက်တစ်ကြိမ်အာပြီးတော့ကြတော့ညတစ်ကြိမ်နောက်ရက်မနေ့တစ်ကြိမ်ပုံနော်ဒါဆိုသုံးကြိမ်ဖြစ်သွားတယ်သုံးကြိမ်ဖြစ်သွားတယ်အဲ့မနေ့စောစောလေးနော်မနေ့စောလေးမှာထပ်ပြီးတော့ပုံနော်ဖြောင်းနိုင်လေးသုံးနဲ့ထပ်တွန်းအမွေးနဲ့သုံးနဲ့ထပ်တွန်းဝင်ရေခဲအေးလေးသုံးခါထပ်ကပ်ပြီးတော့ဘုရားကုံတို့ကိုပေါ့ကိုကောက်ထပ်ဆိုပြီးတော့စူတောင်းမယ်โอเคအဲ့ဆိုလို့ရှိရင်ပြီးပြီးပြီးဆိုလို့ရှိရင်ဒီညလေးညလေးလေးညင်းပြီဆိုတာနဲ့ကျွန်တော်တို့ကဒီညလေးလေး တရားလေးတွေငြိမ်းပြီးငြိမ်းပြီးဆိုတာနဲ့ကျွန်တော်တို့ကဘာဘာလုပ်အောင်လဲဆိုတော့ဒီမှာဒီမှာရှိတဲ့ဒီမှာရှိတဲ့ကျုပ်ကျုပ်အစိမ်းတွေကိုဝင်ရောလေးကြောမယ်ကျုပ်အစိမ်း၃လုံးကိုဝင်ရောကြောမယ်ဝင်ရောကြောပြီးတော့ဒီမှာရှိတဲ့ဆန်ုံတော့ပုံမှန်တိုင်းပဲကျွန်တော်တို့ကကျွန်တော်တို့ခမင်းချက်တဲ့အခါခမင်းပြန်ချက်ယူမယ်ကျွန်တော်ဆန်တွေကိုခမင်းပြန်ချက်ယူမယ် ဆန်တွေကိုဓမင်းပြန်ချက်မယ်နော်တချို့အိမ်တွေက၃လုံးချက်ကြတယ်ချုံရက်၅လုံးချက်ကြတယ်ချုံရက်လည်းတပီးချက်ကြတယ်ချုံရက်တလုံးမဲ့ချက်ကြတယ်အဲ့လိုမျိုးပေါ့ဘယ်လောက်ပဲချက်ချက်ကျွန်တော်တို့ချက်လောက်ထည့်မယ်အဲ့လိုထည့်ပြီးတော့ကျွန်တော်တို့ဦးပြပြလေးပုံနော်ဦးဦးပြပြလေးမှာဖះအောင်ဆုံးပြန်ကတ်မယ်အဲဖះအောင်တရားချက်ပြီးဆိုလို့ရှိရင်ဓမင်းရတယ်ဟုတ်အဲ့ဒါကိုကျွန်တော်ဆုံးပြန်ကတ်မယ်ဆုံးကတ်မယ်ဆိုလို့ရှိရင်လည်းဒီကဆုံးနဲ့ဒီကကျုံမွေကြောင်နဲ့အဲကျုံမွေကြောင်၃လုံးနဲ့၃၃လုံးလုံးနော်ဒါကြောင့်မို့ဆုံးနဲ့၃ဘက်ကကတ်ပြီး ်ဆုံးုံသုံးပကံကတ်မဲ့ကျုံကျုံမွေကျော်ကိုလည်း၃လုံးနဲ့ okay ဒါဆိုရင်ဟိုကျွန်တော်တစ်လုံးတစ်ပကံတစ်လုံးတစ်ပကံဆိုတော့ကျုံမွေကျော်၃လုံးရမယ်ဆုံးရလည်း၃ပကံရမယ်အဲ့လောက်ကတ်လို့ပူဇော်ပြီးပြီးတော့ခဏလို့ပဲအမွေတန်း၃နိုင်ထည့်ပေးဖြောင်းတန်း၃နိုင်ထည့်ပေးဖြောင်းတန်း၃နိုင်တော့ဒီပုံမှာထုံးတယ်မလို့တော့ဘူးကောက်ကိုအစင်ပြေးညံမှာထုံးလိုက်ရပါပြီကျောင်းတဲ့၃နိုင်အစင်ပြေးညံမှာထုံးလိုက်မယ်ပြီးပြီးဆိုတာနဲ့တောက်ပြီးတော့အေးအေးလေး၃ခွက်အဲအားဆိုလို့ရှိရင်ပြီးပြီပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအဲ့ဒါလေးကို ထပ်ပြီးတော့ဂုံတော်ကိုပါကိုကိုကောက်ထပ်ယူပြီးတော့ထပ်ပြီးဆူတောင်းမယ်ဒီလိုပေါ်များတဲ့ဘာနာကုသိုလ်လူတိုင်းဒါနကုသိုလ်ကစေနာများကြောင်းအဲနော်ငွေကြီးခက်မြတ်ပြည်လဲပြရစေအကျွေးအလုံးမြန်ကြည်ပြရစေဆိုပြီးဆူတောင်းလိုက်မယ်ဆူတောင်းလိုက်လို့ရှိရင်တော့ပြီးတော့ပါပြီအဲ့ဒါတွေကိုကျွန်တော်တို့တပတ်ကိုတစ်ခါပဲလုပ်ပြရမှာဖြစ်ပါတယ်တပတ်ကိုတစ်ခါကျွန်တော်တက်တလာမှာ၃ခါပဲလုတ်ပြင်မှာဖြစ်ပါတယ်။โอเคအဲ့တော့ပြီးပြီဆိုလို့ရှိရင်တော့ဂျန်နက်ထမင်းနေတို့ကျွန်တော်အိုးဖျက်ဖျက်ဆုံးကပ်ပြီးဆိုတော့ပြီးပါပြီ။ဂျန်နက်ထမင်းနေကိုယ့်ကိုပြန်စားလို့ရတယ်နော်။ဒီတိုင်းထမင်းပုံမှန်တိုင်းထမင်းချက်တယ်လို့ပဲ ကျန်တဲ့ဟာတွေအကုန်လုံးကိုကိုတိန်သားလုံးပြန်စားလို့ရတယ်နော်အတူတူပဲတိန်သားလုံးပြန်စားလို့ရတယ်အဲဆိုရင်ကျွန်တော်ဒီအောက်ကငွေလေးရပါပါလောက်အောင်မလဲဆိုတော့ Okay ဒီအောက်ကငွေငွေလေးတွေကိုဘာဘာလောက်အောင်မလဲဆိုတော့ကျွန်တော်ခလေးရယ်ခွေးရယ်ငှားရယ်ကြောင်ရယ်ဒီလေးမျိုးကိုအလူကဏလုံးမှာဖြစ်ပါတယ်ခလေးခွေးကြောင်ငှားဒီဟာလေးလေးကိုကျွန်တော်တို့အလူကဏ္ဍလောက်မှာဖြစ်ပါတယ်။ဥမာဒါတော့ဘယ်လောက်ထက်ထက်ထက်လို့ရအောင်နော်။ဒီဟာလေးလေးကြောင်ဆိုလဲကြောင်သားလေးဝယ်ပြီးကျွေးတာမျိုးဒါမှမဟုတ်ကိုယ်အိမ်ကထမင်းလေးနေဖက်ပြီးဟင်းနဲ့ကျွေးတာမျိုး ခလေးလေးဆိုလို့ရှိရင်ခလေးလေးလမ်းပြခလေးလေးကိုမုတ်ဖို့ပေးတာမျိုးအဲဒါဒါမှမဟုတ်လို့ရှိရင်လည်းဒီငါးသာဝယ်ကြည့်တာမျိုးကြိုက်တာလုပ်ပါခလေးခလေးရဲ့ခွေးရဲ့ကျွန်တော်ကကြောင်ရင်ငါးရဲ့ပုံအဲ့ဒါလေးကိုအစာကျွေးပြီးဒီပစံဒါဆိုရင်အားလုံးပြီးသွားပြီပြီးဆိုလို့ရှိရင်အဲ့အဲ့လုတဲ့နေ့ရက်နေစပြီးကျွန်တော်တို့အကျွေးတွေအားလုံးကြည်ဖို့အတွက်တစ်ခုမှတစ်ခုပေါ်လာလိမ့်မယ်အကျွေးတွေအမြန်ကြည်စရာကြည်ချောင်းတွေပစ္စည်းမှတစ်ခုမှတစ်ခုကောင်းလာလိမ့်မယ်ပေါ်လာလိမ့်မယ်ဟောဒီရရလေးတွေလုပ်ပြီးကကြမှာ ဟောကိုကထပ်ပြီးတော့ကျွန်တော်တို့လေဟောထပ်ပြီးတော့ကျွန်တော်သုံးလုံးတို့ထီတို့ပေါက်တာမျိုးအာဒီကလေးလုတ်ပြီးကကြမှာဟိုငွေကြီးအလောက်ကိုင်းနေအဆင်ပြေပြီးတော့အကျွေးတွေအမြန်သွားဆက်နေတာမျိုးတော့အကျွေးယူပြီးတော့ဆက်မှာတော့တေချပါတယ်ဒါကြောင့်မလို့ကိုကလည်းအကျွေးဆက်ချင်ရဲဆိုတဲ့စိတ်ဆန္ဒအပြည့်တရားကနုအပြည့်နဲ့လုတ်ပြီးပါဗျာတချို့ကတော့ရှိတယ်ချို့ကယူတော့ယူပြီးပြီးတော့မပေးချင်ကြဘူးအဲ့လိုလိုမျိုးလည်းရှိတယ်အဲ့လိုတော့မလုပ်နိုင်ပါဘူးဗျာတော့ကိုကတကယ်လည်းပေးချင်တယ်ခက်ခဲလည်းဖြစ်နေတယ် ပေးခြင်းနဲ့ဆန္ဒအပြည့်ရှိတယ်ဆိုတဲ့စိတ်နဲ့ဒီရက်တောင်လုံးမှာဖြစ်ပါတယ်ဒါဆိုရင်အဆုံးပြမှာဖြစ်ပါတယ်ခင်အားလုံးပဲအရှင်ပြေမယ်လို့ထင်ပါတယ်ဗျပြီးတော့ပါပြီနားမရလေမရှိနိုင်မရှိနေခုမှမမေးခဲ့ပါဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မေသခုနသားသမီးနဲ့အားလုံးလည်းအကျွမ်းမြန်ကြည်ကြပါသည်ကိုယ်စိတ်နှလုံးအေးမြတ်ကြပါသည်လုံငယ်ငယ်နဲ့အရှင်ပြေပြီးတော့လူတန်းနိုင်ကြတဲ့ခုနသားသမီးများဖြစ်ကြပါသည်ဗျာ